landmark for more အသည့်အမိသားပွဲဥထွေမိတ်ဆက်ပြတာလားမိသားကော်မတီကမျိုးဆက်တဲ့ AI နည်းပညာပိုင်းမှာရင်းနှီးမြှောက်နှံမှုအပြိုင်ဆိုင်ကျိုးစားနေခြင်းနောက်ဆုံးပေါ် open source အသို့ထောက်လန်းရေးဆောင်ဝင် lambda for more အတိတ်ကို မိတ်ဆက်ပြသလာကြောင်း CNPC သတင်းထုတ်ပြန်ခြင်းအရာသိရပါသည်အခုမိတ်ဆက်လိုက်တဲ့ lambda for more အတိတ်ဟာအခြားသော AI model တွေထက် စွမ်းဆောင်ရည်တန်လုံကောင်းမွန်ပြီးအကြီးဆုံးနဲ့အစွမ်းထက်ဆုံး လက်မှတ်ဖော်မတဲ့အသစ်တွေကိုသုံးဆွဲသူတွေအနေနဲ့လက်တွေ့ကြကြသုံးဆွဲအကောင့်ထဲပေါ်သုံးပြနိုင်တော့မှာဖြစ်ကြောင်းကုမ္ပဏီကကြေညာထားပါတယ်လန်မာဖော့ကလူသားနည်းသူစင်ကျင်သုံးတရားနဲ့စနစ်ကျတဲ့အကျိုးကြောင့်စင်ကျင်နိုင်မှုတွေကိုစွမ်းဆောင်နိုင်မယ် AI အကျင့်အဖြစ်ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်းမိသားအထောက်အကူအရာရှိချုပ်ကပြောကြားထားပါတယ် အသုံးပြုသူတွေကတော့ Fast S Messenger Instagram ဒါမှမဟုတ် Meta AI WhatsApp ရှိ Meta AI မှာအသစ်ထွက်ရှိထားတဲ့လက်မဖော်မတဲ့နှစ်ခုကိုအစမ်းသုံးနိုင်မှာဖြစ်ပါတယ်။ company ကကျွန်တော်တို့ရည်မှန်းချက်ဟာကဘာပေါ်မှာထိတ်တန့် AI ကိုတည်ဆောက်ဖို့ဖြစ်ပြီး OBM zone နဲ့ကဘာပေါ်ရှိလူတိုင်းအကျိုးခံစားခွင့်ရရှိစေနိုင်ဖို့အပြင်နောက်ဆုံးပေါ်နည်းပညာတွေကိုလူတိုင်းတက်လမ်းမိစေနိုင်ဖို့ဖြစ်ကြောင်းမိသား CEO မက်ဆူဂါဘက်ကပြောကြားထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။